်မင်္ဂလာပါရှင်ဆရာအောင်စိုးရေးသားထားတဲ့တိုင်းကျော်ဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်တိုင်းကျော် စာတက်ပိတဲ့အကျဉ်သူမြတ်တဦးသည် တိုင်းကျော်ဤဘဝကို ခြေတလုံးအိမ်တိုင်းဟုတမုံညာအံတိုင်းကျော်ကထိုဂုံဒူးကို ရာသက်ပန်ရိုးမြေကြယင်ဝဲပိုက်လိမ့်မည်ထိုထက်ပို၍ပညာရှိသူက သူအားစံကုန်မြေလီဟုဘွေပီလာမည်ဆိုလင်တိုင်းကျော်ကယူရမြနိုးစွာပန်ဆင်အောင်မည်ခြေဦးတဲ့ရရှောင်ရွေသွားခြင်းသည် တိုင်းကျော်ဤအလုတ်အကိုင်းဖြစ်၏လမ်းဘေးရှိတနေရာရသည် တိုင်းကျော်၏အိယာဖြစ်၏အစာနှင့်ပစတ်တို့မရှောင်သာ၍မတော်တဆညာမိခြင်းသည်တိုင်းကျော်၏အဟာရဖြစ်၏သို့သောတိုင်းကျော်သည် အခါခတ်သိမ်းကြောင်ကြခင်ရှင်းစွာချမ်းသာဒုက္ခပီတိတောမနာတကလေးကိုပစိုးစားနှင့်ခါယူကြမှညှက်၍ထားနိုင်ကလေးသည် တိုင်းကျော်ဤယူဆယုံကြည်ချက်ဝေဘဝခရီးဆိုသည်မှာအေရီမြကြီးတစ်မျိုးပင်ဖြစ်လေသည် ီမြေကြီးကို မောင်တိုင်းကျော်စုံလဲစုံခဲ့ဘူးပြီဆန်လဲဆန်ခဲ့ဘူးပြီရေတိမ်လဲတွေ့ရဤရေနဲ့မလဲနစ်ခဲ့ဘူးဤလောင်းလီလေးနှစ်လဲကူခတ်ဖူးသည်တင်မောပထမအခန်းမှာစီ၍လဲစံစားဘူးပါဤဝဲကရက်မလဲခြားခြားလဲခဲ့ဘူးဤသို့သောနောက်ဆုံးတွင်လိုင်းလေးမုံတိုင်းတို့ ပုတ်ခတ်၍အတော်မတက်လွင့်မျောလာခဲ့ပြီးရန်ကုန်မှာတောင်တင်နေလေတော့သည် တိုင်ကျော်သည်ဘဝခရီးဟုသောမြစ်ကြီးကိုစုံရင်ဆန်ရင် နေရင်ပေါ်ရင်နှင့်30ကျော်မြသော နှစ်ကာလအတော်တွင်ဝေလူပေါင်းစုံကို မြည်ကြည့်ဘူးလေပြီလူလိန်လူကောက်လူဖြောက်လူတော်လူပြင်းလူပေါလူပေါင်းစုံတို့ကိုမြည်ကြည့်ပြီးနောက်လူလောကအတွင်မှ ဥပရိသတခုကိုရမိ၏ရွှေရှိသောဖျားမလူယိုသေးကြသည် တိုင်ကျော်ဤဝစ်စားတစားကိုစာဖွဲ့မည်ဆိုလင်းစုပ်ပြတ်ညပိသည်ဟူသောစလုံးထက်ပို၍ဖွင့်ရရန်မရှိညိုနွမ်းခြင်းဤဆက်ချင်းတို့သည် တိုင်ကျော်နှင့်မကွဲမကွာရှိနေကြသော အမှုအရာများဖြစ်လေသည် အတိဘယ်မရှိ ရောက်ရာပေါ်ရာလျှောက်သွားခြင်းလည်းတွားရသည်လူလက်ရည်ကို တိုင်ကျော်မှသာပိုင်ဆိုင်သည် တိုင်ကျော်ပိုင်ဆိုင်သောလူလက်ရည်မှ တကယ့်လူလက်ရည်အစီ နှစ်ရက်သုံးရက်လောက်ထမင်းမစားခြင်းမမူသူ့အဖို့ယိုးနေပေပြီ ခံနိုင်ရည်ရှိနေလေပြီထမင်းနဲ့မမှန်ခြင်းသည် သူ့အဖို့ဒုက္ခမဟုတ် ဖြစ်ယိုးဖြစ်စင်သာဖြစ်၏อืมလူလိန်လူကောက်တွေ့ဤတန်းကို ပြန်လန်တတိယလိုက်လင်ထမင်းမစားရခြင်းမအရာဖြောက်တလောက်သာရှိပါကလားတခါတခါတော့အဖေနဲ့အမေကိုတတိယမိသည် အဖေသည်ညစ်ပတ်ဆုပ်ပဲ့သူများကပညာရှိနှိစက်ခြင်းခံရသဖြင့်တတ်ဆိုးမရှိငယ်ငယ်နှင့်တရား၏အမေမလေးတိုင်းကျော်ကို လူလာမြအောင် ပြုစုရင်းဆင်ရဲမွေးတည်ပြီးတရားသည် အသေးဆိုသောအဖေနှင့်အမေကိုတတိယမိသောအခါထမင်းမစားရခြင်းမှာအရာဖြောက်သလောက်သာရှိပါကလားသူတို့တိုင်းကြော်သည် တိုင်းကြော်များသာဖြစ်၍ဘာကောင်းမှမဟုတ်လောကဤတရားမှုမတရားမှုတို့ကို သူမတွန်းလန်းနိုင်ရှာသူမှာဘာမှလည်းမရှိရှိဖို့လည်းမလိုလူပြေမှာ အသက်နှစ်ကိုနှစ်မြဲနေဖို့သာလိုသည်ယနေ့အထိအသက်နှစ်ကိုနှစ်မြဲနေအောင်ဒုက္ခအပေါင်းကိုကြော်နင်းလာနိုင်ခဲ့ခြင်းအတွေ့တိုင်ကြော်အားချီကျူးရပေသည်ချီလေချီကျူးစရာပါကလားအမှန်ကတော့ချီကျူးဖို့မရှိလားပါသူသည်ဒုက္ခအပေါင်းကိုကြော်နင်းလာခဲ့သည်ဟုမဆိုတာပါ ကြာရောက်သမျှဘေးဒဏ်တို့ကို အလိုက်သင့်ခေါင်းရှိုးကငုံ၍ခံခဲ့ခြင်းသာဖြစ်ပါသည်တုံအောက်ကဖားကလေးလူ အမြဲတမ်းပြားပြားကလေးနေနိုင်ခဲ့သဖြင့်ကနေလူပြည်မှာတိုင်းကျော်ကိုတွေ့နေရခြင်းဖြစ်လေတော့သည် တိုင်းကျော်တယောက်လူတို့တိုင်းပြည်သို့ဘယ်နှစ်ဘယ်လဘယ်ရက်ဘယ်အချိန်တွင်ဘယ်နှက်ခတ်နှင့်ရှင်၍ရောက်လာသည်ကိုမူပရောဟိတ်ဆရာကြီးများ၏မှတ်တမ်းတင်မခံရလေသောကြောင့်မသိရှိနိုင်ပါသို့သော် လွန်ခဲ့သောတနှစ်ကျော်လောက်ကစတင်၍ရန်ကုန်မြို့ကိုနင်းလာခဲ့ကြောင်းကကျွန်တော်တတိချပြောရဲပေးသည် အကြောင်းမူထိုတနှစ်ကျော်လောက်ကစ၍ကျွန်တော်တို့အိမ်နဘေးရှိပလက်ဖောင်းတောင်းခွဲသည်တိုင်းကျော်ဤဘုံရိပ်သာတိုင်းကျော်ဤအိုးအိမ်တိုင်းကျော်ဤဝစ်ကျင်ဖြစ်ခဲ့သောကြောင်းပေသည်ကျွန်တော်စတင်၍တတိထားမိစဉ်ကနေကင်းဘက်မှဆိုလင်တိုင်းကျော်တယောက်ပျောက်၍ပြောင်း၍သွားလေရှိသည်ညာဘက်ညာဘက်ရောက်မှ သူ့ဝိချင်းတို့ပြန်လာတတ်သည်စုပ်ပြက်ညင်ွမ်းသောအဝိအစားနှင့်မောဟိုက်ကုန်ခန်းသောအမှုရာကို အမြဲမြင်တွေ့ရသည်စိတ်ကူးရသည့်အခါသူ့လက်ထဲသို့ပတ်စံတမတ်ငါမူလောက်ထည့်ပေးလိုက်မိ၏ထိုအခါကျွန်တော်အားတမတ်ငါမူဖို့မကကြအောင်စိုက်ကြည့်ပြီးဂျေဇူးတင်တပြားဟုလေတွေ့တွေ့ကြီးပြောတတ်လေသည်တခါသောကျွန်တော်တို့ရက်ွက်အနီးဝေးတူသောဂုံရှိ ပါဝါရှိမျက်နာရှိ အကုံရှိသောတထေကြီးတူကအပျော်ကျေလာသော မန္တကြီးတစ်ခုထိုး၍လာသည်များအယုတ်အလက်အမျက်မရွေးဇဒုတိတာကြီးတစ်ခုကျွေးလေသည်ဇဒုတိတာဟူသည်ဘာမျှမရှိသော တိုင်းကျော်တို့လူလံပေးနေသတော်ဝါများအတွက်နတ်ရီကန်ကြီးဖြစ်လေသည် သို့သောငှက်ချင်းဖြင့်အရင်တည်၍လူပြည်တယူကိုဒူယိုပေါက်လျှောက်ခဲ့သော တိုင်းကျော်ကဇဒုတိတာဖြစ်ဖြစ်အလူဖြစ်ဖြစ် သူတို့လိုမရှိဆင်းရဲသားများကိုကြွေမွေးလှူဒန်းခြင်းသည်စေတနာတသက်ဖြင့်လှုပ်လေလှုပ်ထမရှိဘဲဘာကြောင့်ညာကြောင့်ဘာလို့လို့ညာလို့လို့ဟူသောနောက်ွယ်ရည်ရွယ်ချက်များခက်များများရှိတတ်ကြောင်း အတက်သိနေပေသည်ညီတို့ဖြစ်စေတရဝါတကောင်မျှသာဖြစ်ရှာသော တိုင်းကျော်မှာ အစာတွေ့လင်းစားမည်အဲ့ချင်ရောက်လင်းအေးရမည်ဟူသောတရဝါဤအတိလီတစ်ခုရှိနေသေးရကအချိန်နှောင့်နေမနေပဲ နည်းနည်းဆဆိုင်းရင်စဒုတီသာဘတ်တို့ခြီလန်းတွတ်တွတ်ဖြင့်ထွက်ခွာလာခဲ့လေတော့သည်မန္တကြီးအတွင်း၌တိုင်းကြော်တို့လူလမ်းဘေးနေမင်းပရိသတ်ဖြင့်ပြည့်ကျက်လျက်ရှိလေသည် သူသည်ဘဝသူများ၏အကြောသို့ဝင်ရောက်ထိုင်လိုက်၏ရွှေပွဲလာတရောင်စားများကလာအကျိုးအပဲ့များဗိန်စာမင်္ဒရာကြီးတို့သည်ဖြာချမ်းနေရာမြတ်ပေါ်ဝဲဒံပကံနေသို့ထဲလာသောဒံပေါင်းမမီခွေးစာမကသကောစကားအမြင်အရသာတို့ကိုခြေကန်၍လှူနေကြလေသတည်းတိုင်းကျော်ရှိကဒံပကံနေသို့ဆန်လုံးညူထမင်းကြလာ၏နောက်ပဲပတ်အလူပတ်အမဲသားကြယူ ဝခောက်စသဖြင့်အမဲစုံလင်းလာ အနတ်စုံလင်းလာသောဟင်းလျာလေးတပြိုင်တည်းလူကြာလာလေသည်အငွေကတထောင်ထောင်စားလို့တော့အကောင်းသာ စာနေသောတိုင်းကျော်သည်ဘိုက်ရိုက်သွလီတော်သည် ထမင်းရောဟင်းရောတပကံပြီးတပကံကုံသွား၏တုံလီပကံကုံသောအခါအိုးတကြီးဖြစ်ဟန်တူသူက တိုင်းကျော်ကို အလွန်ရက်ရှိသဖြင့်သူကိုမြင်လိုက်လင်ပြီးတိုင်းကျော်ခမည်းပူဝင်သွားလေသည် အစာလည်းမပြည့်သေးသဖြင့်မရေတရေစားနေရလေသည်။အိုဒကြီးဤအသားကမိသွေးကဲ့သို့မဲသည့်အပြင်ဝက်စီများပေးချမ်းသည့်သဖြင့်ဝင်လက်ချောပြောင်း၍နေသေးသည်။မောက်တော်နှစ်ဖူပြဲဟသောပါဇက်ကျင်မြောင်ဆူရှလာသော မျက်ပေါက်မျက်လုံးများကျွဲလိုကြံခိုင်သောကိုလုံးကြီးများဖြင့်သခင်အားရကျွန်ပါဝါမိသူမျိုးဖြစ်ကြောင်းတိုင်းကျုံမြင်ယုံနှင့်သိလိုက်ပေသည် သူကိုအာယုံထားနေရ၍ဝါလူလူအရှိတွင် မပြီးခြင်းပြီးကရေတစ်ခွက်တောက်၍ဝေကျင်ရှိရသူပြန်လာခဲ့ရလေတော့သည်ထိုနေ့နေခမင်းမြင့်အချိန်လောက်ကစပြီးညနေနေဆောင်သည့်တိုင် တိုင်းကြော်တယောက်သူနေရကလေးဝေနိုင်ရန်ကိုခြေကန်ရင်းနေကုန်နေကန်အိနေသည်ကို တွေ့ရသဖြင့်အစာပထမအကြောင်းရင်းမတွေ့မိသော ကျွန်တော်မှာအဖြေရှာ၍မရပြီးမှ ဇဒုတီတာကဗိုက်ရိုက်စားလာမဲတတိယကမိမိဘာသာပြုံမိရတော့သည် ကျွန်တော်အဖို့ စီတက္ကသိုလ်နောက်ဆုံးနှစ်တင်းနန်းဆံမီဝဲကိုဖြီဆိုရတော့မည်ဖြစ်သောကြောင့်ဘယ်မှမတော်အားပဲနေရောညပါစားချက်နေရလိမ့်မည်ထို့ကြောင့်ဦးတိုင်းကျော်ကြီးအားမျက်ခြေမပြတ်မြင်နေရခြင်းဖြစ်ပေသည်ညနေပဲအိယာမနိုးအလားတွင်မျက်နာတိလိမရှိသောတိုင်းကျော်သည်လူလေ၍ထား၏ လုံကြည်ဝစ်လွာ အဖိုးတန်ရတနာကို ဖုတ်ဖက်ခါ၏ထို့နောက်ညစာအလုံကဇဒူဒီတာစီတို့လှမ်းကြွရှာလေသည်မန္တတွင်ဝေတိုင်ကျော်လိုလူကြီးလူကောင်းများအပြည့်အကျက်ရောက်နှင်းလေးပြီးစာနှင်းလေးပြီးသူတို့ကိုမြင်လင်းပြီးပို၍စာလာပြီးသူတို့ကြားတိုးဝင်းကမနက်ကားလိုဖျားစုပ်နေရာမြက်ပေါ်သို့ထိုင်လိုက်၏သူရှိမှဓမ္မကံထဲသို့ထမင်းနေဟင်ကြအလာကိုဆောင်ရင် ရွှင်ပြသောနှလုံးခြုံပြုံသောမျက်နှာဖြင့်ဝဲရသို့လှည့်ပတ်ကမိတ်ဆွေတင်ကဟာများကို နှုတ်ဆက်လိုက်ရသည်သည်ဝယ်ယိုးတစ်ခုကို အာရပါရကိုက်နေသောတရုတ်ဘိန်းစားကြီးအင်ထိုင်စိတ်သားတုံးကြီးကိုကုံ၍ဝါနေသော ကလာအဖိုးကြီးပတရားစိုက်ကားမောင်ကြီးကနေညနေဘက်မှ တိုင်းကျော်အတိမိတ်ဆွေများနှင့်စုံစုံညီညီတွေ့ရတော်သည်ထိုအခိုက်ဟေးကောင်ဘာလာလို့ပြန်လာလဲ ။ဦးတကြီးဤအတန်မာကြီးကြောင့်တိုင်းကျော်မှလန်၍သွားမိလေသည်။မော်ကြည့်လိုက်မှမိမိအားမင်းနေချောင်တွေ့ရ၍ထမင်းစားမလိုပါခမ ्या ။အာမမင်းစားပြီးသားမဟုတ်လား။မမဟုတ်သေးပါဘူး။ခုပဲရောက်ပါတယ်။ငါ့ကိုများညာသေးတယ်။မင်းပကံနဲ့ငါပဲထမင်းတွေဟင်းနေထည့်ပေးတယ်ဟာ။ဒါမနဲ့ကပါခမ ्या ။အေးတခါစားပြီးရင်တော်ပြီ။ဟင်သူများတွေတော့မနဲ့ရောညပါ သူများကြွေးတာကြွေးတာပေါ့ကွာကျွန်တော်ကဇဒုတီတာဆိုတော့ဘလို့စစာစားနိုင်နေထင်လို့ပါအမမစ်တေရှာရှည်တဲ့ကောင်မလားမင်းပြောရတာလေကုန်နဲ့ဟိဒီမင်းဇဒုတီတာပေမဲ့ဒီတာချင်တဲ့လူမဒီတာမင်းကဲတိပလားတော်တော်တော်စမ်းတော်ကွာရှုပ်မနေစမ်းနဲ့ဦးတကြီးဒီပျော်ပျော်ဆူဆူသူ့ရှိမပကံကိုတင်ယူသွား၏ဦးတိုင်းကျော်မဟာအရှက်တော်ကွဲလီပြီးတကား ယခုလိုအတီတွေနဲ့စုံစည်းခြင်းကြာကာမှ အနင်ခံရသဖြင့်ရှက်လဲရှက်ဒေါသလဲထွက်ခါခေါင်းကိုငုံပြီးခတ်တုတ်တုတ်ပြန်လာခဲရလေတော့သည်ကျွန်ဘာဝါသောဦးတကြီးကြောင့်တိုင်းကျော်မှာဒေါသမထွက်စဘူးထွက်ရလေပြီမနေ့ကစာမီတော်ထမင်းအတွက်ပင်ဂျေဇူးမတင်တော့ဂျေဇူးမတင်မိယုံမကဒိတာခြင်းမှဒိတာမယ်ဆိုတော့ဦးတကြီးဤစကားသံလေးသည် ပစံထားစရာမရှိသူတို့၏မူမမှန်သောစေတနာကို ဖော်ပြနေသည်ဟု တိုင်းကျော်ယုံကြည်မိလေသည်။ဟာတထင်းမင်းကတော့ဗျာလူတဲ့တန်းတဲ့နေရာမှာနှစ်ယောက်မရှိပါဘူး။နိုင်ကောင်းမေသားဆိုရင်ဝေဒန်တရားလက်တက်ပါပဲအမခန့်ပါပဲ။ဇဒုတိသားကြီးကျူးရထားတာများဗျာစနစ်ရသေးပါပဲ။နဲတဲ့စိတ်နဲတဲ့စေတနာလား။ကုသိုလ်ဒါနနဲ့ပတ်သက်ရင်ဒီလိုတထည်မျိုးကြုံဘူးပေါ့ဗျာ။ရှာမရှာပါပဲ။အစာရှိသောအရက်သေးက ြောကြဆိုကြသည့်စကားသံများကိုတိုင်ကြောကြားယောင်လာမိသည်ကြားယောင်မိလင်ပြီးထွေကနေတတွေလှဲ့၍ထွေလိုက်မိ၏ရဲ့ရောသည်ကုသိုလ်ကောင်းမှုပြုသည်ဘာသာရေးကန်ဆိုင်သည်ဟူသော နာမဝိသေသကိုခူရုံလောက်ခါထိုပုဂ္ဂိုလ်မျိုးသည်အဘယ်မည်သောလောကီထွက်ရက်လန်သောကြွမြန်တက်သည်ကိုတိုင်းကျော်မြင်ဘူးပေါင်းများလာလိမ့်ပြီတိုင်းကျော်သည် လူတွေ၏ဟန်ဆောင်မှုအပေါ်ယံဗန်ပြကောင်းမှု ကောင်းတဲ့ရင်ကိုငွေနှစ်ဝဲပြီးထိုကောင်းတဲ့ရင်ကိုခုတုံးလှုပ်လိုက်လင်ဟဲ့မသားအလောင်းလှလာမသိခြင်းဘူးထင်နေစိတ်ထဲတွင် မကြင်မနက်ဖြစ်မိတိုင်းဒေါတပွားပွားနှင့်တွေ့မိတွေ့ရတွေ့၍တလန်ချင်းလှမ်းလာခဲ့ရမှလမ်းမအကူတွင်ဘတ်စကားတစီကတိုက်မိမလို့ဖြစ်သွားခြင်းကြောင့်အလွန်ယဉ်ကျေးတိမ်မွေးစွာနှုတ်ခွန်းဆက်လိုက်သည့် driver ၏အတန်းဖြစ်လေသည် တိုင်ကျော်လေးယုတ်တရက်ဆိုတော့လန့်သွားပြီးမှ တဖန်ဒေါသထွက်ထွက်နဲ့လက်သေးဆုံးအန်ကျိတ်ခါမကြည်မချမ်းကြည်ယုံသာတက်နိုင်ပြီးဆက်လက်လျှောက်၍လာခဲ့ရ၏ဒီလိုနဲ့မောင်ရီရီကလေးတွင်တိုင်ကျော်တယောက်ကျွန်တော်တို့အိမ်နဘေးရှိ သူနေရဝချင်းကလေးတို့ပြန်လဲရောက်ရှိလာလေသည်ဒေါသမထွက်စဘူးထွက်၍အဖျားတက်သည့်ပမာ တကူလုံးလဲဆက်ဆက်တုံ၍နေ၏ထိုအချိန်တွင် ဘယ်တော့မှမဟောင်ခဲ့ဘူးတော့ခွေးလီမာလေးကစီတဲ၍တိုင်ကြော်ကိုနှုတ်ဆက်လေသည်တိုင်ကြော်ကနီးရခဲတလုံးကိုကောက်၍ပေါက်သည့်တိုင်အောင်ယုတ်တိရဲ့မပြေဟောင်၍နေသည်ဤလေပင်ကိုစက်ကနေမှန်အောင် နောက်တစ်ချက်ပေါက်မှထွက်ပြေးလေသည်ခွေးလီမာကလေးပြေးသွားပြီးရှည်စင့်နောက်စင့်မီကလေးသုံးလေးယောက်ဝိုင်းလာက တိုင်ကြော်ကို အထူးဆန်းတရဝါတစ်ဖွဲဝိုင်း၍ကြည်ကြပြန်ဤအမှန်အဖြစ်မူ တိုင်းကျော်ကိုဒီရက်ွယ်ဒီနေရာမြင်ရ၍ယိုနေပေပြီ ခုတခါမှခွေးနှစ်ကလေးကဝိုင်း၍ကြည်ကြဟောင်ကြခြင်းကတိုင်းကျော်မူပြည့်၍ပင်ဖြစ်တန်ရသည် တိုင်းကျော်မူပြည့်သည်ဟုဆိုလင်ခိုး၍တိုက်၍လာခြင်းကမဟုတ်ဒေါသအိုကွဲ လာခြင်းပင်သည်တိုင်းကျော်စိတ်မရှိတော့ပါဟဲ့ကလေးတွေတွားတွားဘာလာလို့တာလဲဟု မျက်နှာထားနဲ့ငေါယုံမကရိုက်မလို့ပုံမလို့လောက်ခါမှကလေးတွေလည်းထွက်ပြေးကြလေသည်ကလေးတွေထွက်ပြေးသွား၍တုံလုံးပက်လက်လဲတော်မီပြူစဉ်စောစောကဟောင်းလာသောခွေးလီမကလေးသည်ဘယ်ကဘယ်သို့တပတ်ပြန်ကြော်လာသည်မသိတိုင်ကြော်ကိုတည်တည်ချာချာကြည်ကတဝဝဟောင်းနေလေတော့သည်တိုင်ကြော်သည်ဂဲတလုံးထမှန်ကောက်ယူပြီးတဲဒီမအေးတဲ့ခွေးမကဲကဲဟာ ဟူပေါက်ခဒေါသဦးကြီးစာတင်ကွဲပါလေတော့တည်းအစာပထမတော့ကျွန်တော်လဲစာကျက်နေရာမှာတိုင်းကြော်တယောက် မစဲစဘူးခွေမလေးကိုစဲသည်ဟူထင်မိ၏သို့တော့ခွေးရောင်တန်းစဲသွား၍အတော်ကြာသည့်တိုင်တိုင်းကြော်စဲနေတုံဖြစ်ရာဘယ်တော့ကမှမစဲစဘူးသောတိုင်းကြော်အတွက်အထူးအဆန်ဖြစ်နေသဖြင့်နာထောင်မိပါတော့သည် ဟုတ်၏မှန်၏ ိုင်းကြော်တယောက်ခွေမလေးကိုမဆဲတော့ပဲအချားသူတူဦးကိုရည်စူး၍တစ်တစ်ခွာခွာဆဲနေလေပြီမြည်သူအာနီ အရက်လူကြီးဥပတုတ်ကိုလော မဟုတ်ပါ သူဤဆဲတန်တဲဝဲနာကြီးတန်လေတုံတုံရင်ရင်နဲ့ဖုံလွှမ်းနေသည်ဤနောက်ကြောင်းပြန်၍ဆဲနေခြင်းဖြစ်ပေသည်သူအဖေကို မတရားနှိပ်စက်တပ်ဖြတ်ခဲ့ကြသူများဟုဆဲဤကျွန်တော်ပင်လေစောက်ကိုပိတ်၍ထားထည့်ပြီးကြည်မိရာ တိုင်နိုင်ရန်ကိုမြည်၍စင်ပြေနပြေဆဲနေသောတိုင်ကျော်ကိုတွေ့ရ၏ပါဇက်ကားသာဆဲနေတော်လဲကိုလက်တို့ဖြင့်ရံမှုမြည်အရေးရောက်မပါပါကြဲကြဲလောင်လောင်ဆဲလိုက်လေတန်းကိုနှိမ်၍ဆဲလိုက်နှင့်သူငယ်စဉ်ကစ၍တီးခဲ့ရသော မတရားမှုများမတရားသောလူယုံမာများကို တိုင်ကျော်ဆဲနေခြင်းဖြစ်ပေသည်ကျွန်တော်လေတိုင်းကျော်ဤဆဲဆူမှုသည်တရားနီလန်ကြဤဟုထင်မိသွားသည် ထို့နောက်စာကြည့်စပွဲပြန်လာက စာကိုဆက်လက်၍ကြည်ရသည် တိုင်းကြော်ကဆဲ၍ကောင်းတော့ကျွန်တော်မလေးစားတဲ့စိတ်ကတဝက်ရောက်လိုက်တိုင်းကြော်ထံတဝက်ရောက်သွားလိုက်နဲ့ဖြစ်နေ၏ရေဒီယိုတလုံးဖွင့်ထားသည့်ပမာတိုင်းကြော်ခမရာဇဝင်နှင့်ချီ၍ဆဲနေလေတော့သည် သူအမေစင်ရဲပလဲဘဝတွင် မဟာဒရာလုတ်ခဲ့သူများအကြောင်းလဲပါ၏အခြားကျွန်တော်မကြဘူးသောနာမည်တွေလည်းပါသေးသည် အချိန်ကတရွေရွေနဲ့ညင်နဲ့လာလိပြီတိုင်းကျော်ကဆဲရွေကောင်းတော့လေပတ်ရမပြန်လာတော့ကာလာသာ၃၄ရောက်တော့ဒီတိုင်းကျော်ကိုဝိုင်း၍ကြည်ကြ၏တိုင်းကျော်ကသူတို့ကိုဂယုမဆိုင်အစီအစဉ်အရာဆက်လက်ဆဲနေလေသည် ကျွန်တော်ဒီဒီကောင်တွေဘာများလုံးကြမလို့လေဟု လန်၍ကြည်မိ၏တယောက်ကလာပါကွာစိတ်မနှံမှုနဲ့အတူတည်းဟုလက်တို့ခေါ်သဖြင့်ကြံလူများလေထွက်ခွာသွားကြလေသည် တိုင်ကျော်ကအရှင်ရရဆဲ၍ကောင်းတော့ကျွန်တော်ဒီညနိုင်ပြန်တစ်ချက်ခွဲတွင်နနက်၄နာရီနှိုးဆက်ထားပြီးအိယာဝင်ဤကျွန်တော်အိယာဝင်သည့်တိုင်တိုင်ကျော်မှာ တူတူတက်တာဆဲနေတော့ဖြစ်လေသည်ဒီလောက်ဆဲလာတာကျွန်တော်အိပ်ပျော်နေတော့ရေသာတယောက်ယောက်ကဖမ်းသွားမှာပဲဟုယူဆယုံကြည်မိဤဖမ်းသွားလဲကျွန်တော်ဘာမှမကာကွယ်နိုင်စင်စားရင်အိပ်ပျော်သွားပြီးနနက်၄နာရီဝေး နိုင်နိုးဆက်ကနှိုး၍ကျွန်တော်နိုးလာလေသည်အိယာမနိုးနိုးခြင်းပထမဦးဆုံးကြက်တွန်တန်နှင့်ကြီးရတန်ကိုမကြရတိုင်ကြော်ဤမင်္ဂလာအဖျားဖျားနှင့်ပြေစုံသောဆဲတန်ကိုကြာရပါလေသည်ယခုအထိမအိမနေဆဲနေနိုင်သေးသည်ကိုလည်းအံ့ဩမိ၏ထို့နောက်မျက်နာတက်ပြီးစာအုပ်ဖွင့်၍စာကျက်မိရာစိတ်မှာစာအုပ်ထဲတစ်ဝက်တိုင်းကြော်စီတစ်ဝက်ရောက်နေပြန်သည် တိုင်းကျော်ဤစေတန်ဆိုတန်တို့ကိုနားထောင်ရင်ဘ ഹു တုတပင်ရလာ၏။နောက်ကြောင်းချီ၍ရာဇဝင်ပြန်လန်သောညစ်ပတ်ယုံမာသူများဤဇာကြောင်းကိုစီကစင်ကဆဲနေသောကြောင့်ဖြစ်လေသည်။နည်းနည်းစောစောပဲပြုတ်သေးများဤအတန်သည်တိုင်းကျော်ဤစေတန်ကိုမဖုံလွှမ်းနိုင်။နေထွက်တပြူတွင် နာမခံသာနိုင်ဟန်တူသောရက်ွက်လူတို့သည်ဒုဒ္ဓါကိုစီဆွေ၍တိုင်းကျော်အနီသို့ဝိုင်းလာကြလေသည်တိုင်းကျော်ကသူတို့ကိုဂယုမဆိုင အရှင်ရရဆဲနေတော့ပြီသို့တော့ကျွန်တော်မနေနိုင်တော့ပါ သူတို့တွေဝိုင်းရိုက်ကြလိခွေးလေးတကောင်ကိုဝိုင်းရိုက်တယ်လို့အသေးတောင်ဖြောက်အောင်တည်နိုင်မည်မဟုတ်ထို့ကြောင့်လူအုပ်ကြီးရှေ့သွား၍ခါထောက်ခါကြာကြာရရရရင်ဒီမဲဒီမဲနေကြပါဦးခမရတို့သူ့ကိုရိုက်လို့ဘာများအမျက်ထွက်မှာလဲဘလောက်များအရသာရှိမှာလဲခွေးလေးတကောင်ရိုက်တယ်လို့နေမှာပဲမဟုတ်လားသူလမ်းဘေးမှာငတ်ပြတ်နေတော့ ခမားတို့အိတ်ထဲကဘသူပတ်စံတမထုတ်ပေးဖို့စိတ်ကူးမိကြရလားစေတနာတမဖို့မရှိတဲ့လူတယောက်ကိုဒေါသလည်းတမဖို့မှမထွက်ချင်ကြပါနဲ့ဗျာပြီးတော့သူဆဲတာကခမားတို့ကျွန်တော်တို့ကိုမဟုတ်ပါဘူးသူနဲ့ပတ်သက်တဲ့လူတွေသူ့ကိုနှိမ့်ဆက်တဲ့လူတွေကိုပဲဆဲတာပဲနောက်ပြီးသူ့အဖို့ရာဆဲယုံထက်ဘာမှလည်းမတက်နိုင်ဘာမှလည်းကိုတိလက်ရောက်မလုပ်နိုင်ဘူးဆိုတာကျွန်တော်ပြောရပါတယ်အိနေယာ၌စကားညှက်၍ပြောလို့ဒီကရက်ွက်လူသူနှင့်ကျွန်တော်ဤအကြောင်းဖြစ်၏ ကျွန်တော်ဒီကစားခုံစာဝါသနာပါတိအလျောက်စက်တတိဦးဆန့်ဖြူဤကပလာကြီးသုံးနှစ်တီတီကျွန်တော်တို့အရက်ကဆက်လက်သိမ့်ပိုက်ထားနိုင်အောင်ဘောလုံးသင်းကိုဦးဆောင်ဖွဲ့စည်းကဂျိုပန်ထားခဲ့ဘူးသဖြင့်ရက်သေးရွာတဲ့တွင် အနေအချင်းမျက်နှာပွင့်လျက်ရှိပေသည်ယခုလဲတာမန်အရက်သားတယောက်အနေနဲ့ဆိုရင်ကျွန်တော်စကားကိုဖင်ကြားညှက်ကြမည်မဟုတ်တော့လေထိုကျေးဇူးကလေးများကြောင့်တိုင်းကျော်ကိုချမ်းသာပေးလိုက်ကြလေသည်ဒီတော့ဗျာ သူ့ဆဲတံကိုရေဒီယိုကတချင်းလိုသဘောထားလိုက်ရင်ပြီးတာပါပဲသူ့ဆဲတာတွေကလည်းအမှန်တွေပဲမဟုတ်လားထွက်သွားတော့လူအုပ်ကြီးအားကျွန်တော်ကနောက်ဆက်တွဲပြောလိုက်ခြေသေးသည်တိုင်းကျော်ကအရှိန်မပြဲလွတ်လပ်စွာဆဲနေလေတော့သည်ကျွန်တော်လည်းစာကြည့်စပွဲတို့ပြန်၍စာကြေးရပြန်ဤတိုင်းကျော်ဤဆဲတံကိုရေဒီယိုလိုတဖြည်းဖြည်းသဘောထားနိုင်လာလိမ့်ပြီမှန်မိသမျှထိုနေ့တနေ့လုံးတညလုံးတိုင်းကျော်ဆဲနေခြင်းဖြစ်၏ သူ့အနာတို့လည်းမြည်သူများကတိကိုမမြင်ရတော့လွတ်လွတ်လပ်လပ်ဆဲနိုင်လေးပြီအစမပြတ်ဆဲနိုင်သည်ကိုကျွန်တော်အံ့ဩမိ၏ထမင်းမစားရေမတောက်ဖဲဆဲ၍နေနိုင်ခြင်းမှာစိတ်တိုင်းကြဆဲရသဖြင့်သာ အစာရေစားမလိုတော့ဘဲနေခြင်းဖြစ်ဟန်တူပေသည်ထိုနေ့ညအဖို့ညတနာ၏ခွဲတွင်ခါတိုင်းလိုပင်၄နာရီနိုးဆက်ထား၍တိုင်ကျော်ဆဲသံနာခံရင်းအိယာဝင်ခဲ့၏နနက်၄နာရီအိယာကနိုးသောအခါ တိုင်ကျော်မှာဆဲနေတုံဖြစ်လေတော့သည်ယခုတွင်မူသူသည် နောက်ကြောင်းကို ပြန်၍ဆဲခြင်းမဟုတ်တော့ပေခုကာလလူများသို့မဟုတ် လူညစ်ပတ်များကိုရည်စူး၍ဆဲစားပြူလာ၏တူတူတခါကြဲကြီးတလဲနှင့်ဆဲမှာဆဲနိုင်ပလီဟုအံ့ဩမိရသည်အတန်လဲမဝင်မအက်ပဂရီကြည်လင်းသောအဆူကျော်ဤတခြင်းကိုနဝင်ပြည်ံဖြစ်အောင်ဆဲတက်ပြီးစွာနေအတော်မြင့်သောအခါ ရဲသားတယောက်ပေါလာပြီးတိုင်းကြော်အားငုံကြည့်၏တိုင်းကြော်ကမူမမှုဆယ်မြဲတိုင်းဆဲနေလေသည်ကျွန်တော်မှထိတ်ထိတ်ပြပြဖြစ်သွား၍ဖမ်းများသွားလိမ့်မလားဟုကာကွယ်ရန်အလို့ငါအနာတို့သွားခဲ့၏ရဲသားကြီးသည်အတော်ကြာစူဆိုင်ကြည့်ပြီးနောက်음ယောဂါကအစမ်းပဲပြဟုခေါင်းရမ်းရင်မှချက်ချကားထွက်ခွာသွားမှကျွန်တော်တပြင်းချနိုင်သည်ထိုနေ့တနေ့လုံးလဲတိုင်းကြော်မှအရှင်ရရဆဲ၍နေလေသည် သူစေသောသူများတဲ့တွင် သူအားတိုက်မလို့လို့သောဘတ်စကားများအကြောင်းလေးပါလာ၏လမ်းဘေးတနေရာတွင် အလစ်အလေဝင်၌သောကပိုင်း၌များအကြောင်းလေးပါလာ၏ကျွန်တော်တို့မှလန့်သွားမိသေးသည်အကြောင်းမူတစ်ချိန်ကမိုးရေတဲကြီးမဲကြီးရွာနေခြင်းတွင် သူနှင့်လမ်းမှာစုံမိကြရာထီးကိုအကျော်သာဆောင်းလာသောကျွန်တော်ကသူအားထီလောကုတ်ဆောင်းမပေးမိပဲရှောင်သွားခဲ့ဘူး၏ထို့ကြောင့်သူဆဲသောဆရင်ထဲတွင် ကျွန်တော်များပါလာလိမ့်မည်လားဟုယင်တထင်ထင်နားဆွင့်မိရသေးသည်တော်ပါသေး၏ကံကောင်းထောင်မသဖြင့်ကျွန်တော်ဤနာမည်မပါလာပါဘီညာဦးပိုင်းတွင်အရက်လူကြီး၃လေးဦးသူ့အနာလာသည်ကိုမြင်ရ၏ကြာကြာတော့မနေကြပြီနေရဲဟံမတူထိုနေ့ညတနာဤကျွန်တော်အရာဝင်သောအခါတွင်လဲတိုင်းကြော်ကဆယ်တုံးရှိလေသည် နောက်တနေ့နက်နက်မိုးလင်းသောအခါမျောလင်းသည့်အတိုင်းတိုင်းကြော်ဤဆယ်သံကိုကြာရပြန်၏ ကဗျာဆန်းဆန်းဆိုရသောမူတော့အာယုံသည်တိုင်းကျော်ဤဆဲဆူသောတီဂီတာဖြင့်ဖွင့်လစ်လာသည်မှာသုံးချိန်မြောက်ခဲလိမ့်ပြီထမင်းမစားရေမတောက်ဖဲဆဲ၍နေနိုင်ခြင်းကိုကျွန်တော်အံ့ဩမိသည်တခုခုသွား၍ကြွေမပေဟုအောင်းမိမိ၏သို့သောကျွန်တော်ကြွေလဲမစားမာကတေးကြ၏သူအဖို့ဆဲနေခြင်းဖြင့်အစာဝါ၍နေသည်မဟုတ်လောထိုနေ့နေလေဘက်တွင်လဲတနေလုံးမီတိုင်းကျော်ဆဲလေသေးသည် သို့သောကျွန်တော်တတိတခုပြုမိသည်ကအနှဲငယ်အတန်ဝင်၍သွားခြင်းဖြစ်၏သူကိုနားထောင်ရင်စာချက်ရသည်ကိုပင်ပို၍ကြက်လို့ရသလိုလိုကျွန်တော်ထင်မိသေးသည်ဆဲလီသောမောင်တိုင်းကျော်မော်မမော်တော့မပြောတဲ့စာကြည့်ရလွန်သဖြင့်ညောင်းညစာပြူလာသောကျွန်တော်မှာညနေဘက်တွင်ဘောလုံးကွင်းသို့ထွက်လာပြီးဘောလုံးကစားလေ့ကျင့်ရသည်အညောင်းအညာပြေလောက်အောင်ကစားပြီးညနေမိုးချုပ်လမ်းမီးများလင်းလာမှအိမ်ပြန်လာခဲ့၏ လန်တွင်သို့ရောက်သောအခါတိုင်းကျော်ဤဆေးတန်းကကျွန်တော်ကိုစီကြိုနှုတ်ဆက်လေးသည်ဆေးလေဆေးနိုင်သောမောင်တိုင်းကျော်ပြီတကားကျွန်တော်တို့အိမ်သားတို့ရောက်သောအခါကျွန်တော်ကောင်မွေပေါက်သလိုအထိတ်တလန့်ဖြစ်သွားရ၏အမှန်မှာလန်내ဝင်စားကကျွန်တော်ကြားလိုက်မိသောတိုင်းကျော်ဤဆေးတန်းမှာတိုင်းကျော်ဤဆေးဆိုတန်းအစစ်မဟုတ်ကျွန်တော်ဤစိတ်သေးသို့ဆွဲဝင်နေသောပဲ့တင်များသာဖြစ်၏မိမိအိမ်သားတွင် အလူတစ်ခုပြုလုပ်၍ပွဲတစ်ချိန်ချင်းခံကအလူပြီးသွားသောအခါလဲဆိုင်းတန်ပုံတန်ကြားရောင်ဖြစ်နေတတ်သည်မဟုတ်လောယခုလဲတိုင်းကျော်မစဲနိုင်တော့ပြီမစဲနိုင်ုံသာမဟုတ်ဘာစကားမျမပြောနိုင်တော့ပါ သူဤအလောင်းကိုမြူနီစပယ်အလုသမားနှစ်ယောက်ကစေးုံကားပေါ်သို့တင်နေသည်ကိုတွေ့ရ၏ရက်ွက်ထဲကလူတအူးကိုမေးကြည့်ရာလွန်ခဲ့သောတနားီလောက်ကပင်အစဲရက်သွား၍ကြည်သည်တွင် အသက်မရှိတော့၍စီယုံကခေါ်လိုက်ရကြောင်းသိရ၏စီယုံကမောင်ထွက်သွားသောအခါကျွန်တော်လည်းစိတ်လေးလေးနှစ်ပင်အိမ်ပြန်ရေချိုးထမင်းစားပြီးစာကြီးစပွဲမှထိုင်၍စာအုပ်ဖွင့်စာကျက်၏တိုင်းကျော်ဤဆေးတန်သည်ကျွန်တော်ဤရင်ထဲဝယ်ပဲ့တင်ပြန်၍နေလေသေးသည် သူအဖို့ဤတနည်းသာလင်တသက်လုံးငုံခံခဲ့ရသမျှစူပေါင်းအုံကြွပွင့်ကွဲခြင်းဖြစ်ပေသည် နောက်ဆုံး အုံကြွပွင့်ကွဲရင်းအသက်ပါတပါးတဲပါသွားခြင်းဖြစ်ပေသည်။အိုတိုင်းကြော်တယောက်ဤများလောက်လူယုံမာများပေါ်လာသောကျွန်တော်တို့လူပြည်ကိုနောက်တစ်ခေါက်လာမလာရဲပါဦးမလား။ဆရာအောင်စိုးရေးသားထားတယ်။တိုင်းကြော်ဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြရတဲ့ညဦးနရတင်ရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။